မြန်မာနေယူခရိုနီကယ်စက်တင်ဘာ24မြင်တွင်လူလက်နက်အင်အားနဲ့ထိုးစစ်ဆင်လာတဲ့ကရင်ပြည်နယ်စစ်မျက်နှာတက်နေတဲ့ကချင်ပြည်နယ်စစ်မျက်နှာတနေ့ကြောကြာအခြေမပြတ်အောင် ထိန်းထားပြီးပြီးခဲ့တဲ့ဩဂုတ်လက ထောင်ထဲချီတဲ့စစ်အင်အား drone လက်နက်တွေအင်အားနဲ့အတူနေမြေကန် BGF DKBA တို့ရဲ့ကူညီမှုကိုပြန်လည်ရရှိလာခဲ့တဲ့အာနာသိန်းစစ်ကောင်စီတပ်တွေဟာတင်ငန်းကြီးတောင်ပြူဟာမြောက်ရီမြို့နယ်အေရီကာမှာတဆင့် လေးကီကိုဆွေတော်ကုံစတာတွေဆက်လက်သိမ်းယူဖို့ဇက်တိုက်စူးစမ်းလာခဲ့တာဖြစ်ပါတယ်။ KNU KNL အနေနဲ့အာနာသိန်းစစ်တပ်နဲ့ကရင်ပြည်နယ်တွေကစစ်မျက်နှာတွေမှာရင်ဆိုင်ရာမှာနှစ်ဖက်တိုက်ခိုက်ကြရုံတသက်အချင်းတွေမျိုးမဟုတ်ပဲဒီဒီသားမှာအခြေစိုက်နေကြတဲ့အခြားသောကရင်လက်နက်ကိုင်အဖွဲ့တွေ၎င်းတို့ရဲ့ရည်တည်မှုအပြောင်းလဲနေဆက်ကုံတွေရေးလမ်းကြောင်းကအခွန်အခောက်စတဲ့အမျိုးသားကြီး ကိုဂျိုးစီးပွားတရားမဝင်ငွေလင်းဂိုင်းနဲ့လောင်းကစားလုပ်ငန်းတွေရဲ့ဝင်ငွေစတဲ့အကြောင်းအချက်ပေါင်းစုံရဲ့အနေအထားတွေပေါ်မူတည်ပြီးတော့စီးရေးအပေါ်တက်ရောက်မှုရှိနေတာလည်းဖြစ်ပါတယ်။ယမန်နစ်က10-20ခွန်စစ်စင်ရေးအရှိန်အမြင့်ဆုံးကာလတွေမှာနေကြာဆောင်တက်အဖြစ်နေသူတွေတီးကြားလက်နက်ကင်တက်အဖြစ်ရက်တည်ပြီးတော့ထိုင်းမြန်မာနေကြာမြင်းသားမှာလောင်းကစားအွန်လိုင်းငွေလင်းဂိုင်းတွေကိုမြင်းနေရာနဲ့အကောက်ွယ်ပေးနေတဲ့လက်နက်ကင်အဖွဲ့တွေကစီးရေးချိန်ခွင်ရှာအလေးတင်မှုအပြောင်းလဲမှာ စစ်ကောင်စီတပ်တွေအရှုံးနဲ့ဇက်တက်ရင်ဆိုင်ခဲ့ကြရတာတွေတွေ့ရပါတယ်။အဲ့ဒီအချိန်ကာလတွေတုန်းကအစောချစ်သူဦးဆောင်တဲ့ BGF အဖွဲ့က Current National Army ဆိုပြီးတော့အမိပြောင်းလဲလိုက်ကြောင်းကြေညာခဲ့တယ်လို့ DKPA အဖွဲ့ကလည်းစစ်ကောင်စီတပ်ကိုစန့်ကျင်ဘက်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ဒါ့ပြင် KNU KNL အနေနဲ့မြောက်ရီမျိုးကိုတင်းယူခွင့်မရခဲ့ပဲ BGF က KNU KNL နဲ့စစ်ကောင်စီရဲ့ကြားမွေးမတီတုံးမချိုးမူနဲ့နှစ်ဖက်အဖွဲ့အစည်းကြားမှာရပ်တည်ခဲ့တာတွေ့ရပါတယ်။ DKB အဖွဲ့ကလည်းတော်လှန်ရေးအားစုတွေအားကောင်းတဲ့ယမန်နစ်ကစစ်ကောင်စီနဲ့ဆန့်ကျင်ဘက်ရက်ခဲ့ပေးမယ်။2025ခုနှစ်နှစ်လဲကျော်လာချိန်မှာနှစ်ဖွဲ့လုံးကစစ်ကော်မရှင်ကကျင်းပမယ်။ရွေးကောက်ပွဲကိုကူညီပေးမယ်လို့လူသိရှင်ကြားထုတ်ပြောလာကြတာတွေ့ရမှာဖြစ်ပါတယ်။ KNU KNL အနေနဲ့ကရင်ပြည်နယ်တစ်ခုထဲမှာလက်နက်ကင်လှုပ်ရှားနေတာတော့မဟုတ်ပါဘူး။တနင်္သာရီတိုင်းပဲခူးတိုင်းအရှိချမ်းနဲ့မွန်ပြည်နယ်ရဲ့အချို့သောဒေသတွေမှာပါလှုပ်ရှားနေတာဖြစ်ပါတယ်။တနင်္သာရီတိုင်းမှာတော့ KTLA လို့အမည်ပေးထားတဲ့ရခိုင်က KNDO ခွဲထွက်အဖွဲ့လေအခြေချလှုပ်ရှားနေတာဖြစ်ပါတယ်။မြောက်ရီတင်ငန်းကြီးနောင်ဖက်အန်ကြိုင်းင်းစိတ်ကြီးစတဲ့ကရင်ပြည်နယ်တွေကဒေသတွေက KNDO အဖို့စီရေးအရာရောစီးပွားရေးအရာပါအရေးပါတဲ့ဒေသတွေဖြစ်ပြီးတော့အခုအခါမှာအခြားသောကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ရည်တည်မှုအပြောင်းလဲအပေါ်အားပြုပြီးတော့စစ်ကောင်စီကထိုးစစ်ဆင်လာနိုင်တာအချို့သောစီရေးအရာ တိုးတက်မှုတွေရလာတာတွေ့ရပါတယ်။ မြဝရီကော့ဂရိတ်ဆက်သွဲထားတဲ့ကုံတွေးအရာရေးပါတဲ့အာရှလန်ကိုနှစ်နှစ်ဝန်းကျင်အတွင်းစစ်တပ်ကပထမဆုံးအကြိမ်ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။မြဝရီကော့ဂရိတ်ဂျုံဒိုးတို့ကိုဖျက်ဆီးသွားတဲ့နေဆက်ကုံတွေးဘော်ကရရှိတဲ့အကောက်အခွန်ငွေကိုလည်းကရင်ပြည်နယ်တဲကလက်နက်ကင်အဖွဲ့တွေအနေနဲ့အတိုင်းတာတစ်ခုထိမိခိုနေကြရတဲ့အခြေအနေကိုစစ်ကောင်မရှင်ကသတိပြုမိထားပြီးတော့လက်တလောစီရေးအရာ ထိုးစစ်တွေဆင်လာတဲ့အချိန်တပြိုင်နက်တည်းမှာအကောက်အခွန်လမ်းကြောင်းတွေကိုပါဖျက်တောက်ဖို့နှစ်ဖက်ညှက်ပြီးတော့လှုပ်ဆောင်ခဲ့တာတွေ့ရမှာပါဒီအနေအထားတွေကိုခြုံငုံကြည့်မယ်ဆိုရင်ကရင်ပြည်နယ်ကစစ်မျက်နှာတွေမှာ KNU KNL အနေနဲ့စစ်ကောင်စီကိုထိန်းထားဖို့ကလက်တလောရည်မှန်းချက်ဖြစ်နိုင်ပြီးတော့2024ခုနှစ်ကလိုကျေပြန်းတဲ့ထိုးစစ်တွေပြင်ဆင်နိုင်ဖို့အခြေအနေမျိုးမရှိသေးဘူးလို့ဆိုရမယ်သဘောဖြစ်ပါတယ်ကရင်စစ်မျက်နှာအပြင်ကချင်ပြည်နယ်မှာတော့ 6လတည်းဝင်လာပြီဖြစ်တဲ့ဗမော်မျိုးသိန်းတိုက်ပွဲစစ်မျက်နှာမှာနှစ်ဖက်စလုံးအထိခိုက်များစွာနဲ့ဆက်လက်ရင်ဆိုင်တိုက်ခိုက်နေကြဆဲဖြစ်တာတွေ့ရမှာဖြစ်ပါတယ်။ တီးတီးတာတာနေမြီတိုးပြီးတော့တင်းယူနိုင်တာစုပ်ခွာပေးရတာမျိုးမတွေ့ရပဲမြို့ရဲ့အစိပ်ပိုင်းတွေကိုခွဲဝေတင်းယူထားပြီးဆက်လက်ရင်ဆိုင်တိုက်ခိုက်နေကြတဲ့အနေအထားတွေတွေ့ရပါတယ်။ရေချောင်းကတက်လာတဲ့လက်နက်ရိက္ခာလူအကူအင်အားတွေရလာပြီးတဲ့နောက်စစ်ကောမရှင်ဘက်ကအချို့သောအစိပ်ပိုင်းတွေပြန်လည်တင်းယူလာနိုင်တာတွေ့ရပါတယ်။ဒို့ဗီမဲ့ KIA တက်တွေကိုဖယ်ရှားနိုင်လောက်တဲ့အထိ အင်အားမရှိတဲ့သဘောလဲတွေ့ရတယ်လို့ KIA ဘက်ကလည်းဗမော်ကိုစီရေးပြူဟာအရာရောစီယုံရေးရှူတော့အရာပါဆက်ပြီးတော့ခုခံတိုက်ခိုက်နေအောင်မဲ့အနေထားလို့မှန်းဆကြည့်မိပါတယ်စစ်ကော်မရှင်အနေနဲ့ဗမော်မှာခံစင်းတဲ့အချို့သောအနေအချင်းပြန်လည်တန်းယူဖို့တိုက်ခိုက်နေစင်ပါပဲဖားကန့်မြစ်ကြီးနားအထက်ဘက်လန်ဆယ်ဒေသတွေကိုစစ်ကြောင်းထူတိုက်ခိုက်နေတာတွေ့ရပါတယ်ဖားကန့်မြို့ရဲ့နေရာအချို့မှာသာစခန်းအချို့ကျန်ရစ်တဲ့အနေထားကနေပြီးခဲ့တဲ့လပိုင်းတွေအတွင်း အင်အားထောင်ကျော်စစ်ကြောင်းနဲ့ဖားကန်တဲပြန်လည်ဝင်ရောက်လာခဲ့ပြီးတော့အခုအခါမှာဖားကန်တဲမှာတိုက်ပွဲဖြစ်နေတဲ့အနေအထားမျိုးပြန်ရောက်လာပါပြီစစ်ကော်မရှင်အနေနဲ့ဖားကန်ကိုစစ်ကြောင်းထိုးရခြင်းကလည်း KIA အဖွဲ့ရဲ့ဝင်ငွေရလန်းကိုဖျက်တောက်ဖို့ကြိုးစားတဲ့ရည်ရွယ်ချက်ပါရှိတာဖြစ်ပါတယ်2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်တနိုင်ငံလုံးမှာပြည်တွင်းစစ်ကြေပြန်းစွာဖြစ်ပွားနေသလိုကချင်ပြည်နယ်ဖားကန်ဒေသမှာလည်းအခါအားလျော်စွာတိုက်ပွဲတွေဖြစ်ပွားနေကြတာပါ ။ဒို့ပေမဲ့ကြောင်စိန်ထုတ်လုပ်မှုကတော့ဘယ်လိုအခြေအနေမျိုးမှမှရန်နာသွားခဲ့ခြင်းမရှိပဲတောက်လျှောက်ဆိုသလိုတူးဖော်နေကြတာဖြစ်ပါလေ။ရခင်တူးဖော်ခြင်းမပြုဘဲခြံထားခဲ့တဲ့တင်းချိုင်းလိုမြေနေရာတွေကိုတောင်ကြောင်စိန်တူးဖော်လာကြတဲ့အထိမြန်မြန်ဆန်ဆန်ငွေရမယ့်နေရာတွေကိုတူးဖော်ကြတာဖြစ်ပါလေ။ကျောက်စိန်တူဖို့မှုကရရှိတဲ့အခွန်အကောက်ကလည်းပြည်တွင်းစစ်ရဲ့အတုံးစစ်ရဲ့အဖြစ်နဲ့အဖွဲ့အစည်းအသီးသီးကကောက်ခံသုံးစွဲနေကြတာဖြစ်ပါတယ်။ကချင်ပြည်နယ်မှာကျောက်စိန်ထက်နောက်စစ်ဝင်စားစရာကောင်းတဲ့တွင်းထွက်ကတော့မြေရှားဖြစ်ပါတယ်။ ေရှားအများပြားထွက်ရှိတဲ့အထူးဒေသတစ်တဝိုက်ကိုယမန်နှင့်အတွင် KIA ကတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးဖြစ်ပါသည်ဒီဒေသကိုလည်းစစ်ကောင်စီဘက်ကမကြားသေးခင်တည်င်းဘက်တွေအတွင်ထိုးစစ်ဆင်လာနေတာတွေ့ရမှာဖြစ်ပါသည်ခြုံငုံကြည့်ရင်စစ်ကော်မရှင်အနေနဲ့တော်လိုင်းလက်နက်ကန်အဖွဲ့တွေထိန်းချုပ်ထားတဲ့နေမီတွေအနက်ကစီးပွားရေးအရာလည်းအရေးကြီးတဲ့ဒေသတွေကိုဦးစားပေးထိုးစစ်ဆင်နေကတော်လိုင်းအင်အားစုတွေရဲ့ဝင်ငွေလမ်းကြောင်းကိုဖျက်ထားဖို့ကြိုးပမ်းနေတာအထင်ရှားတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ